င်္ဂလာပါရှင် MB ရဲ့တနေ့တာအညာမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်32မူအိမ်ကျဲပါ။စီအေးဗျူဟာအရာရေးပါတဲ့စိုးစုရဲ့ကဘာနီစကန်ပါဝင် စကန်၅ခုကိုတင်ယူထားနိုင်တဲ့ကျန်းတော်လန်ရေးတပ်တွေရဲ့ရေပြန်လွင်ပြင်စစ်စင်ရေးဟာစကိုင်းနယ်မကွေးတိုင်းနယ်ဘက်အဆက်တီကိုရောက်ရှိလာခဲ့ပြီလို့တော်လန်အင်အားစုတွေကပြောပါရစေ။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ12ရက်ပြည်တော်စုနေ့ကစတင်ခဲ့တဲ့ကျန်းတော်လန်အင်အားစုတွေရဲ့မြေပြန့်လွင်ပြင်စစ်စင်ဟာ AB စနစ်ရဲ့အထိနှစ်လတာကြာမြင့်ခဲ့ပြီးစကိုင်းနဲ့မကွေးနဲ့အနီးမှာရှိတဲ့စုပ်စုစကန်တွေဖြစ်တဲ့ကဘာနီစကန်၊မန်တော်အရှိအောင်သားရအနောက်အောင်သားရကြံသာစားတဲ့စကန်၅ခုကိုတိမ့်မိုက်နိုင်ခဲ့တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ CNA CDF KKG ပူးတွဲသတင်းစာရှင်းလင်းပွဲမှာချင်းတော်လိုင်းအင်အားစုတွေကပြောပါတယ်ဒီမြေပြန့်တွင်ပြထမအဆုံးအကြိမ်စစ်စင်ကို ချင်းမျိုးသားတအူ CIA ဥဆောင်တဲ့ချင်းတော်လန်ရေးတပ်တွေနဲ့မဟာမိတ်ပူးပေါင်းတပ်တွေစုဖွဲ့လေ့ကျင့်ပြင်ဆင်က CDF KKG operation အဖြစ်နှစ်လတာပူးပေါင်းဆင်နွှဲခဲ့တာလို့ချင်းတော်လန်အင်အားစုတွေကပြောပါတယ်။ဒီလိုဆက်စည်ပြုလုပ်ရတာဟာစစ်ရေးနိုင်ငံရေးနဲ့ကုန်သွယ်ရေးအတွက်ဗျူဟာမြောက်အရေးပါတဲ့သခိုင်းတိုင်းနဲ့မကွေးတိုင်းနယ်ဆက်စုပ်စုစကန်တွေကိုပထမဆုံးအကြိမ်ဆက်စည်အဖြစ်ဆင်နွှဲခဲ့တာလို့ချင်းမျိုးသားတအူ CNA ပြောရေးဆိုခွင့်ရှိသူစလိုင်းထက်နီကအခုလိုပြောပါရယ်အခုကျွန်တော်တို့စစ်စင်ကြီးလုပ်တဲ့နေရာဟာစီရေးအရာတော်လကောင်းနိုင်ငံရေးအရာတော်လကောင်းအင်္ဂတမှအရေးကြီးတဲ့ဘူဟာလမ်းကြောင်းပေါ်မှာရှိတဲ့ဒီမကွေတိုင်းကံကောနဲ့စကိုင်းတိုင်းကလေးမြို့အကြားကလေးတောင်ဖက်ပိုင်းပထမအဆင့် စစ်စင်ကြီးဖြစ်ပါတယ်။ဒီကတော့အဲ့ဒီဒေတာဟာပြည်သူလူထု3000ပြီးတော့လေအကပေါင်း1000ကျော်ရှိပြီးတော့ကွန်စီကူတန်ဒေါ်လာမှုအရာပေါ်လာကောင်းအင်မတန်မှအရေးကြီးတဲ့နေရာဖြစ်ပါတယ်။တလျှောက်လုံးအဲ့ဒီဒေတာစစ်ကောင်စီနဲ့ဒီကောင်စီကနေမွေးထုတ်ပေးတဲ့ view sorting တွေကြီးစိုးတဲ့နေရာဖြစ်တယ် အဲ့ဒီ area မှာ2024ခုနှစ်အတွင်းကချင်းတော်လန်းရေပေါ်တွေအရှင်လက်လက်မိရှုတက်ဖြတ်ခံခဲ့ရသလိုစစ်အုပ်စုတွေရဲ့ထိုးစစ်နဲ့မိရှုဖြက်စီးမှုတွေကြောင့်ဒေသခံပြည်သူတွေစစ်ပေးရှောင်ဘွားနဲ့နေစဉ်ကြီးလန့်ဆဆဘွားနဲ့နေထိုင်နေကြတာမို့အဲ့ဒီအခြေအနေတွေကိုကာကွယ်နိုင်ဖို့စစ်စင်ရေးဆွေးနွေးတာဖြစ်တယ်လို့ဆိုပါရယ်။ချင်းမြင့်နယ်အတွင်းတီးတိန်ဟာခါထန်တလန်ခိုင်ကန်းစားတဲ့မြို့နယ်လေးခုမှသာစစ်အုပ်စုအထိုင်စကန်တွေကြန့်ရှိလိုတာဖြစ်ပြီးချင်းတော်လန်ရေးတပ်တွေအနေနဲ့ပထမဆုံးအချိန်ဖြင့်စကိုင်းနဲ့မကွေးအနီးက ဆိုးဆူစကန်တွေကိုအခုလိုနှစ်လတာထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ဆိုပါရယ်။ကလင်းနယ်တောင်ပိုင်းမှာဆိုရင်65ရာခိုင်နှုန်းကျော်ကိုတော့တော်လန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတယ်လို့ CDF ခခေကြီးဥက္ကဋ္ဌဆလိုင်းဇာပွေထောင်ကဆိုပါရယ်။လက်ရှိအချိန်မှာတော့ချင်းပြည်နယ်နဲ့နယ်နိမိတ်ချင်းတိဆက်နေတဲ့သခိုင်းတိုင်းကလေးတောင်ပိုင်းနဲ့မကွေးတိုင်းကံကောနယ်တွေဖြစ်တဲ့ကလေးကံကောလမ်းမှာဆိုးဆူစကန်တွေကြန့်ရှိနေပြီးတော့မိုးမကြမီဆက်လက်တိုက်ခိုက်သွားမယ်လို့ချင်းတော်လိုင်းအင်အားစုတွေကပြောပါရယ်။ ချင်းမြင့်နယ်ဟာခါမြို့မှာစုံစုလအောက်ခံရဲတပ်သား2ဦးလက်နက်နဲ့အတူအရှင်လက်ရဖမ်းမိခဲ့တယ်လို့ချင်းတော်လိုင်းတပွဲ CDF ဟာခါကဒီကနေ့မှထုတ်ပြန်ပါတယ်။အဆိုပါစုံစုလအောက်ခံရဲတပ်သား2ဦးဟာဟာခါမြို့နယ်အတွင်းကပြည်သူတွေကိုလက်နက်ပြဝိညာဉ်နေရာကြောင်းအေဗီလာ21ရက်မနေ့ကဖမ်းဆီးခဲ့တာဖြစ်ပြီးတော့အပြစ်မဲ့ပြည်သူတွေကိုဒုက္ခမျိုးစုံပေးနေတဲ့စုံစုဖွဲ့ဝင်တွေကိုအေးအေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ ဟာကားမြို့နယ်အတွင်းမှာတော့အေဘီလာ73ရက်မှာစေအစု266ပြူဟာမှာတာဝန်ထမ်းဆောင်နေတဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်3ဦး MA1 တလက် MA3 တလက် MA11 တလက်နဲ့အလင်းဝင်ခဲ့သလိုအေဘီလာ6ရက်မှာစေအစုလက်အောက်ခံရဲတပ်သား2ဦးလက်နက်နဲ့အတူအလင်းဝင်ရောက်ခဲ့တာကြောင့်စုံဝေးချင်းမြင်ခဲ့တယ်လို့ CDF ဟာကားကထုတ်ပြန်ထားပါတယ်။လက်ရှိအချိန်မှာတော့ဟာကားထန်တလန်ခိုင်ကန်တီးတိမ်မြို့၄ခုမှသာစေအစုစကန်ကျရှိတော့ဖြစ်ပြီးတော့ ချင်းမြီတံဝန်စိုးစုကင်းစင်ရေးအမြန်ဆုံးလောက်ဆောင်သွားမယ်လို့ချင်းမြီတော်လန်ရေးတပ်ဖွဲ့တွေကထုတ်ဖော်ပြောဆိုထားပါတယ်အနာသိန်းစိုးစီရဲ့ဌာနချုပ်ဖြစ်တဲ့နေပြည်တော်ကောင်စီနယ်မြေလက်မိုက်တနေရာမှာစိုးစုလက်နက်စက်ရုံကပ္ပါစာ73ကဗိုလ်မှူးနဲ့အဖွဲ့ကိုတော်လိုင်းတပ်ဖွဲ့ကလက်ရဖမ်းမိခဲ့ပြီးတဲ့နောက်စစ်စင်းနေတဲ့အချိန်စစ်ကူလာတဲ့စိုးစုကပြစ်ခတ်လို့ဖမ်းမိတဲ့နေရာမှာပဲတေဆုံးသွားတယ်လို့ PLA ရဲ့အထွေထွေအတွင်းရေးမှူးဒေါ်နီနီကျော်ကအမတ်ဘီကိုပြောပါတယ် စိုးစုရုံးဆိုင်ရာနေပြီးတော့ဥတ္တရသီရိမြို့နယ်လမ်းမိုင်းတနေရာကိုအေဘီလာ19ရက် OBRF PLA အဖိနှိတ်ခံပြည်သူတော်လှန်ရေးအင်အားစုပြည်သူ့လူမျိုးရေးတပ်မတော်က3နိုင်ကြောကြာထိန်းချုပ်စစ်ဆေးစဉ်ကပါစ73ခေါ်အမှတ်73ကာကွယ်ရေးပစ္စည်းစေယုံကဘုံမှုအပအဝင်3ဦးကိုဖမ်းဆီးရမိခဲ့တာပါအဲ့ဒီဖမ်းဆီးရမိတဲ့3မန်းတွေကိုစစ်ဆေးနေတဲ့အချိန်စစ်ကူလာတဲ့ဆိုးစုကပြစ်ခတ်လို့ ဖမ်းမိတဲ့နေရာမှာပဲတည်ဆုံသွားတယ်လို့ PLA ရဲ့အထွေထွေအတွင်းရေးမှူးဒေါ်နီနီကျော်က MFP ကိုအခုလိုပြောပါတယ်အာ PLA အနေနဲ့ပေါ့နော်အဲ့လိုဒီပုံမှုစင်နေအမ်ဖမ်းမိတာကတော့အာ၂ချိန်၃ချိန်လောက်ရှိပြီလို့ပြောလို့ရမှာပေါ့နော်အတိအကျတွေတော့အချိန်ရေအတွက်တော့မမှန်သေးတော့ဘူးပေါ့နော်အာဟုတ်ကဲ့အဲဒီခု အသေးွားတဲ့ဘုံဘုံမှုပေါ့နော်စစ်တပ်ကဘုံမှုဆိုလဲအဲသူတို့ဟိုဒီသူတို့ဖမ်းမိပြီးတော့စစ်နေတုန်းချိန်မှာပဲသူတို့ရန်သူတပ်ကနေပြီးတော့နောက်ထပ်ဟိုသူတို့ကားတွေနဲ့လာပြီးတော့တိုက်တာရှိရပေါ့နော်သူတို့လူကယ်ဖို့လာတိုက်တဲ့အခါတွေမှာစုတ်ခွာရင်နဲ့ပေါ့နော်ဒီတိုက်ပွဲကြမှာပဲဒီဘုံမှုနဲ့သူတက်ချက်နဲ့သူတက်ချက်ကဟိုသူတို့ဟိုတိုက်ပွဲကြမှာကြာသွားတယ်ပေါ့နော်အဲထိသွားတာပေါ့ အဲ့ဒီဘုံမှုရဲ့ကိုမာပေါ့နော်ဝတ်ထားတဲ့အစိန်လက်စို့တို့နိုင်ကောင်းစားတို့ရွှေစွဲချိုးတုတ်ကြီးပေါ့နော်အဲ့ဒါဒီအဲကားတော့ဟိုမသိမ့်မိလိုက်ဘူးပေါ့နော်ဓာတ်ပေါ်ကြီးကမကောက်နိုင်ဘူးဆိုတော့အဲရဲရလည်းပြန်ဆုတ်ရတယ်ဆိုတော့အဲ့ဒီကလာတန်ကြီးကအသိန်းထောင်ကဏလောက်ရှိမယ်ပေါ့နော်ထောင်ကဏကျော်လောက်ရှိမယ်လို့မှန်းတာပေါ့နော်တလိုင်းရဲပေါ်ကြီးကလည်းသိမမှန်းတတ်ဘူးဆိုတော့အဲအဲ့လိုမျိုးပေါ့နော်အကောင်းစားတွေဝတ်ထားတာတွေတွေ့ရတယ်ပေါ့နော်ဒီဘုံမှုရဲ့ကိုပေါ့မှာပေါ့ အဲ့လိုတော့သူတို့မျက်မြင်ပြောတယ်ပေါ့နော်ဟုတ်ဖန်စီရမိပြီးတေဆုံးသူတွေဟာအမှတ်73ကာကွယ်ရေးပစ္စည်းစက်ရုံစက်ရုံဌာနချုပ်ကဘုံမူအစင်ဖြိုမင်းကျော် အမှတ်930စစ်မြေပြင်အင်ဂျင်နီယာတယင်းအမှတ်3တခွဲကတက်ကြက်အောင်စော်နိုင်နဲ့ရဲတူးတက်ကြက်ထွန်ပြေစုံတို့ဖြစ်တယ်လို့ပြည်ရလီကဆိုပါတယ်နှစ်ဖက်ပြစ်ခတ်မှုတွေရှိနေတဲ့အတွက်တေဆုံးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေကိုတော့ ပြန်လည်ကောက်ယူနိုင်ခဲ့တာမရှိဘူးလို့ PLA ရဲ့အထွေထွေအတွင်းရေးမှူးဒေါ်နီနီကျော်ကပြောပါရယ်။အဲဒီဆိုစုဘုံမှုအဖွဲ့ကနေစစ်ဘက်ဆိုင်ရာအတုံးဆောင်တွေနဲ့ငွေကြေးပါဝင် ကာလာတံပိုး7သိန်း2000ကျော်ကို PLA ကသိမ်းဆည်းနိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါရယ်။ကမ္ဘာစ73ဟာမကွေးတိုင်းစင်ပါဝဲမြို့နယ်လက်ပံကျေးရွာအနီးတည်ရှိတဲ့ရေမြုပ်မိုင်းနဲ့လက်နက်ကြီးအစိတ်အပိုင်းတွေထုတ်လုပ်နေတာဖြစ်ပါရယ်။ စကိုင်းတိုင်းတွင်ဆေးရသွေးမှုတွေမြောင်များစွာကျွလွန်ခဲ့တဲ့ဘလူးစစ်ကြောင်းရဲ့စစ်ကြောင်းမှုဖိုက်တာဂျက်ခေါ်အောင်သူဖြိုးကိုလည်း2024ခုနှစ်ဇူလိုင်လအတွင်းကဟော့တွန်မိုးကုတ်လမ်းမိုင်းတနေရာမှာပြည်သူ့လူမျိုးရေးတပ်မတော် PLA ကလက်ရဖမ်းဆီးခဲ့ဘူးသလိုအုံတန်စကမ်မှုဘုံမှုမင်းသိန်းကိုလည်းဖမ်းဆီးရမိထားတယ်လို့ PLA ကပြောပါတယ်။